also klein google တိတ်နေမမ YouTube channel လေးကနေ nutrition ကြိုးစိုးလိုက်ပါတယ်ဒီနေ့လေးမှလည်းနန်းန်လေးကဆီယမ်မန်ဆုရှင်ဘာသာပြန်ထားတယ်ပင်လယ်ပြန်တဲ့တငါဦးဆိုတဲ့စာအုပ်လေးရဲ့အပိုင်းကကိုဆက်ဖတ်ပြပေးမှာဖြစ်ပါတယ်တငယ်ကလေးသည်ဖက်နဲ့မပါတော့6လောက်ပြည့်တနာကြောက်ဆုံးများပေါ်တွင်နှင်းလျှောက်ရငါးဆာများထားရရေခဲတိုက်တို့ထွက်သားလေတယ် အဖို့ဒီကော်ဖီကိုခက်ပြင်းပြင်းနဲ့တက်ကြိုက်ချင်းတောက်နေလေတယ်။သူ့အတွက်တစ်နေ့လုံးတောက်ရမယ့်ကော်ဖီဟာဤတစ်ချိန်မြတ်သာဖြစ်တဲ့ပြင်ကိုအောင်ဖီရဲ့အဝတ်တောက်မှဖြစ်မည်ကိုနားလေတယ်။သူ့၌စားကျင်တောက်ချင်တဲ့အိမ်မရှိသေးမှကြာခဲ့ပြီ။ထို့ကြောင့်ငါးဖန်းထွက်ရနိုင်နေ့လယ်စာထမင်းကိုပဲတော့မှယူမသွားချေ။ရေပလင်းကိုသာလှေဦးချောင်ထဲတွင်ထည့်ရသွားသည်။တနေ့စာအတွက် ရေတပ်ပလင်းနေပင်ဖူလုံသည် ်ငယ်သေးစာတင်ကားများနဲ့တည်င်းစာဆက်ကူဖြစ်ထုတ်ထားသောငှားစာတို့နှစ်ထုပ်ကိုယူလျက်ပြန်၍ရောက်လာသည်ခုနောက်သူတို့နှုတ်သားတန်ငန်ကလေးရှိရာကန်ဆတ်တို့လန်ကလေးအတိုင်းဆင်သွားကြတယ်ဆင်သွားရင်ဖြစ်တဲပြန်နဲ့ကျောက်ဆက်ကလေးများပေါ်သို့သူတို့ချေချမိကြတယ်ထို့နောက်လှေကလေးကိုမြောက်သားမရဲ့ရွှေတဲသို့တွန်းချကြတယ်ပန်စုတ်ပါစေအပရဲ့ အီကွာမင်းလက်ကန်ဆော့ပါစေဟုအဖိုးကပြောတယ်အဖိုးအတီလှဲတွင်စင်ငွေများစင်ရင်လှော်တက်များကို တက်လိုက်တယ်သူရီကြော်ရက်ဒီကို ရှေ့သို့ငါရွေဖိကလှော်ရင်အမောင်ထဲတွင်စိတ်ကမ်းမှထွက်ခွာသွားလေတယ်အချားလင်များလည်းတခြားကန်စိတ်မှထွက်ခွာသွားလေရဲ့ရှိကြတယ်လာသည်တောင်ွက်သွားပြီဖြစ်ရဲ့အဖို့သည်ထိုလင်းများကိုမမြင်ရတော့လဲ လော်တက်ခက်တန်တို့ကိုမူကြားနေရတယ်။ရမ်းမဲ့ညခလိုင်းလေးထဲမှာစကားပြောတဲ့တချို့ကိုလည်းကြားရတယ်။ညတော့အဖြစ်လေးများမှာလော်တက်ခက်တန်မှာပါအတန်ပလန်မကြားရတဲ့ပဲတိတ်ဆိတ်နေလေတယ်။ပင်လယ်ကွေ့မှာအထွက်ဝါကိုလွန်ခဲ့တော့ခါတွင်လေများသည်မိမိတို့900မီထင်သော200များသို့ဥတီလျက်ပင်လယ်ပြင်ကျဲကိုဖြန့်၍ထွက်သွားကြတယ်။အဖိုးမမူ ပင်လယ်ပြင်ကျဲခတ်ဝဲဝဲကိုသွားမည်ဟုဆုံးဖြတ်သားသူ ဖြစ်သည်ဖြင့်ကုန်းနန်းနန်းတို့ဖြင့်ဝေးနိုင်ကြမြမွေအားခွဲခွာကလေးရဲ့နနခင်ပင်လယ်လေးပြင်ရနံ့ကိုရှူရှာရင်တပြေးပြေးလော်တွက်ခဲ့လေတယ်ပင်လယ်ရင်းကြီးမော်များမှလည်းမိဆုံကြောက်ရောင်များကိုလော်ခတ်သွားရင်တွေ့ရလေသူယခုရောက်ရှိနေသောနေရာမှာရေတွင်းချီဟုတငါကြီးများကခေါ်ကြသောနေရာဖြစ်တယ် ပင်လယ်အောက်၌အလံ900မြမြတ်သို့ကျန်းဝန်းကြီးဖြစ်လျက်ရှိပြီးဝဲထိုးနေသောကြောင့်ထိုနေရာသို့ငါမျိုးမျိုးရောက်ရှိစုဝေးတက်ကြတယ်။ဤနေရာတွင်ပစုံစိငမားစာလို့တော့ငါရေတတော်အုံများကျက်စားလေးရှိတယ်။ညခါကျန်းဝန်းကြီးမှာရေရင်းကြီးမှနေရဲပစုံငါမျိုးစုံတို့ကဒီပြင်တို့တက်ပြီးကျက်စားကြရရေတဝကြီးမြကရင်းတို့ကိုအစာအဖြစ်စားတော့ကြတယ် အဖို့သည်အမောင်နေ၌အယုံချင်းတော်တော်မီကို သိနေတယ်။နေကိုလွန်ရင်ခိုင်ရင်ဖြင့်ငါးပြန်များရှိပေါ်တယ်။ထားရပြန်ကြသည့်အတန်ကိုလည်းကြားရတယ်။ကြားရသောအတန်မှာငါးပြန်စုတောင်းများကိုလှင်းနေရိုက်ခဲ့၍ထွက်သွားသောအတန်ဖြစ်တယ်။ငါးပြန်များကို အလွန်ခင်တယ်တဲ့။ဘာကြောင့်လဲဆိုတော့ပင်လေထဲမှာသူတို့သာလျင် သူဤပဌာနာအဖို့များဖြစ်ကြတယ်။ သူကငှက်များအတွက်လည်းဆင်မကောင်းဖြစ်နေတယ်။တင်းငယ်နှစ်ခွဲတော့ငှက်တွေမြစ်တွေငှက်ကလေးများအဆင်သက်ပြေလူလာပြန်သွင်းရင်အစာရှာပွင့်နေကြရာထိုစာကိုတွေ့မှတွေ့ပါမည်လားဟုထင်ကြရရှိတယ်။ထို့ကြောင့်ငှက်ကလေးများနဲ့ပတ်သက်၍ဤသို့တွင်းမိတယ်။ဒီငှက်ကလေးတွေဟာတွင်များထက်တောင်ပင်မဆင်းရဲကြပါသေးလား။ငယ်ရဲ့ကြီးတွေနဲ့ကိုလုံးကြီးမတောင်းတင်းနဲ့ငှက်တွေလောက်သာအစာဝါကြတယ် ငါကလေးတွေကြတော့သေကွေးနုနယ်ပြီးပင်လယ်ပြင်ကတော့ကြမ်းတမ်းပါပြီနဲ့။ဗာပြုလို့များဒီလောက်နုနယ်တဲ့ငါကလေးတွေနဲ့ဒါလောက်ကြမ်းတမ်းတဲ့ပင်လယ်ပြင်ကို တွဲဖက်ဖန်ဆင်းပေးထားပါလေ။ပင်လယ်ပြင်ဟာတိမ်မွေ့ပြီးအင်မတန်လှပပါပါတယ်။အဲဒီမဲ့ကြမ်းကျင်တဲ့အခါကြမ်းလိုက်ရမ်းလိုက်ပုံများကပြင်းဆိုင်မဆင်ပုံမဆင်ပါပဲ။ငှောက်သေးကလေးတွေမှာရွှေမှရွှက်ပြီးအစာရှာနေကြတဲ့ငါကလေးတွေဟာ မရှင်ပြတဲ့အတန်နဲ့ဝဲပြန်နေကြတယ်။သူတို့ဟာနုနယ်လွန်းလို့ပင်လယ်နဲ့မတော်ပါဘူးဟုတွေးမိနေတယ်။စပိန်လူမျိုးတို့ဤဘာသာဖြင့်ပင်လယ်ကို အမိပင်လယ်ဟုခေါ်တဲ့ကဲ့သို့အဖို့သည်အစဉ်တစ်ပြေအားထားချစ်ခင်မိတယ်။ပင်လယ်ကိုချစ်တော်သူတို့သည်လက်ခတရံတွင်ပင်လယ်ကိုမိမသားတပွဲသဘောထား၍ပြောဆိုကြတယ်။အချို့သောနောက်ပေါက်တန်ငါတဲ့ လူငယ်များကငမန်းစီများဈေးကောင်းရင်ဝေရှင်စင်တိုင်းပေါ်ကြီးများကိုတုံရင်မေးပိုတန်းနဲ့သူတို့ဒီမှာလဲပဲအားပြိုင်ပဲယောက်ျားတင်လာတဲ့ဖွဲပြောဆိုကြကညင်းညူသူရန်သူတို့ဖွဲသဘောထားကြတယ်သို့တော်လည်းအဖို့ကမူပင်လဲပြင်တီးပေးချင်ရင်ရရရရရှိလာပြီမပေးချင်လည်းရင်အလင်းဆိုတော့မင်းမသားနဲ့မချာသဘောထားလေးရှိတယ်တခါတည်းရင်ပင်လဲပြင်ဟာကောက်ကျစ်တယ်ရမ်းရတယ် သူ့ဘဝပေးကိုဟုအမှတ်တယ်။လာရောက်သည်မိမတို့စိတ်ကိုလှူရှားစေတကယ်တို့ပင်လည်းကိုလည်းအပြောင်းအလဲဖန်တီးတက်ပေသည်ဟုအဖိုးကစဉ်းစားမိတယ်။လှလော်ရင်းနဲ့ငါးပြက်များပေါ်တွင်ထပြန်ကြတဲ့အတန်ကိုလည်းကြားရတယ်။တန်ငါတို့ဤအဖော်ပြတော်ငါးပံမောက်ကိုခင်တွေ့မိတယ်။အဖိုးသည်လေကိုခက်မှန်မှန်လှောက်ကလာတယ်။အရှင်ကလေးနဲ့မှန်မှန်ခက်လာတော့ကြောင့်မပန်းမပန်းရှိတယ်။ ပင်လေရင်မျက်နှာပြင်ရလည်းတခါတည်းရဲ့ရေဆိုင်ဝမ်းမြန်းနဲ့တွေ့ရသည်မှလွေရင်ငြိမ်သက်လျက်ရှိတယ်သူသားရရမည် NRE တုံးကျွတ်မျိုးလောက်ကိုရေစီးကြောင်ဤရေစွန်ဟုံမှရစေပြီးအလိုက်တင်မြောပါရင်ခရီးတွင်စေတယ်။နေရံပိုး၍လင်းကျင်သောအခါဤချိန်တွင် သူရင်မှန်းထားတဲ့ပိုး၍ခရီးပေါက်နေကြောင်တွေ့ရတယ်။ငါဟာတပတ်လုံးလုံးဒီရင်နဲ့ဆိုင်ကြီးထဲမှာရှာခဲ့တာဘာမှမရဘူး။ ဒီနေ့တော့ပိုနီတာနဲ့အလဘာခိုကိုငါးအုပ်တွေရှိတဲ့နေရာမှာစောင့်ပြီးကြည့်မယ်။သူတို့ထဲမှာငါးကြီးကြီးတကောင်တလီတော့ပါကျင်ပါမှာဟူရင်သူပတ်တာသူတွေ့နေတယ်။အလင်းရောင်လင်းလင်းကြီးကြီးမရှိမီပင်သူဒီငါးစာများကိုချပြီးရေစင်းတဲ့သူအလိုက်တဲ့မျောရည်နေလေပြီ။အမြဲစိတ်တစ်ခုကို အလံ၄၀အနက်တွင်ချလိုက်ကြ။ ဒုတိယတစ်ချက်ကို85လက်အနက်တွင်ချလိုက်တယ်။တတိယနဲ့စတုထငမားစစ်ကြီးကိုတော့အပြာရောင်ထွက်နေတဲ့ရှင်းနဲ့ထွက်မှာပေတရာ120ဒုနဲ့ချလိုက်တယ်။ငါးစာလူပြလို့မဲ့ငါးရဲ့ကိုဒေကဘူတော့ငါးမြချိတ်တစ်ခုစီတွင်အသေးချမျိုးရေးထားတယ်။ငါးမြချိတ်အကွေနဲ့ထိတ်ချုံမှာအပြင်မှမမြင်ရပဲစာတင်ငါးမြနဲ့သာဖုံးလျက်ရှိတယ်။စာတင်ကလေးမြကိုငါးမြချိတ်တွင်မျက်လုံးနှစ်ဖက်မှဖောက်ရင်တီထားပုံမှာ ်ပန်းကုံဘီကုတ်တီထားခဲ့သူဖြစ်နေတယ်။ဟာမြချိတ်ကိုလာဟမ်းမီတော့ငါးချီတကောင်ဒီဗနီယာကိုပင် ဟမ်းမီဟမ်းမီပန်းချိတ်ကိုတန်ချိန်မှမတိပဲမှတ်မောပွဲဖြစ်စေတယ်။တငယ်ကလေးအားသူအားကျူနာခေါ်အလဘာကိုအဖိုးကိုဒီပင်နမပေးတစ်ဖက်တစ်ချက်စီတွင်ခြာတတ်တော့မမကိုင်းများနဲ့ကျုံများအကြညီမမြီကိုကြည်ရင်ပေကိုဖြင်းညင်းစွာလှောက်ခတ်လာခဲ့တယ် အားမြစေများတွင်ရင်းနှဆန်းခဲတို့များတစ်ဖွဲတက်တဲ့ကြီးခြားထားတယ်။ငားမြချစ်တွင်ငားစအဖြစ်အသုံးပြုသာဖြစ်သောငားပြံမျိုးတစ်ကောင်နဲ့အဝါမျိုးတစ်ကောင်ကိုပြန်၍တုံးလိုက်တယ်။ထိုငားစတွေကအနက်မပြတ်လက်ဆက်နေသေးတယ်။ဟတ်ချင်စရာကောင်းအောင်အောင်အချင်းနေရှိသေးတယ်။ငားမြချို့တစ်ချောင်းနဲ့မူလက်တန်းတစ်လုံးလောက်တော့တုပ်ပြီးတော့တက္ကိုင်းစင်ကလေးများကိုလည်းကိုင်းထောက်ပြီးကိုင်းထိတ်တွင် ကျိုးကိုကွန်ရှော့ချီ၍ထားတယ်။ ကိုင်းတွေတွင်ငါးများကျိုးရေးပတ်ထားသောကြောင့်ငါးစာကိုငါးလာ၍ဆွေးလျင် ဖြစ်စေ ထိလျင်ဖြစ်စေကိုင်းကလေးသည်တုတ်တန်ကဲ့သို့နိုင်ချီမြင့်ချီဖြစ်လာလိမ့်မယ်ငါးများကျိုးတန်းတစ်ခုတွင်အလံ40ရှိရှိသောကျိုးွေပါသည်အခြားငါးများကျိုးွေများနဲ့လည်းတွက်ဆက်ပေးသေးရာငါးများချိတ်ကိုလာရေးချိန်တော့ငါအားအလံ300ကျော်အထိကျိုးလျှော့ပေးနိုင်နေအဖို့သည်လေနံတစ်ဖက်တွင်ခြားထားသော မမတတိုင်းကလေးတုံကိုင်းလေးနဲ့တန်းပေးတွင်အငိုက်အညီမညီမီကိုကြည်ရင်ငါစာချထားသည်ရေနဲ့တွင်ကျုံများတန်းတမ်းမမန်နေရာမှန်အောင်ရှိနေဖို့တေကိုဖြင်းချင်းစွာလှော်သွားတယ်အလင်းရောင်တော်တော်များလာပြီးဖြစ်၍နေလုံးချစ်သည်အချိန်မရွေးပြူးထွက်လိုလာပြီးတော့တယ်နနံလေးရဲ့ပင်လက်ပြားနဲ့တငါအိုးဆိုတဲ့စောက်လေးရဲ့အပိုင်းငါကိုဒီမှာပဲခကြခနာရင်နာကွင်ပြပါရှင် နန်းနန်းလေးဖတ်ပြပေးတာကို အချိန်ပေးနားဆင်ပေးပါတော့ချစ်တော်လေးတို့ရေ www.achiba နော်နန်းနန်းလေးတို့မြမ YouTube channel လေးကိုလည်း like and subscribe လေးနဲ့ဝင်းရံပေးကြပါအောင်ချစ်တော်လေးတို့ရေစင်ရစရာတွေစိတ်ပျက်စရာတွေအောင်းမစရာနဲ့နာကျင်စရာတွေအမြဲတူတူရှိနေပေးမှာမို့အရာရာအတင်းထားကြမယ်နော်ဖိုက်တင်ပါနော် Hello also a client Google Day နဲ့ Mama YouTube channel လေးကနေနှုတ်ထွက်တာကြိုဆိုလိုက်ပါတယ်။ဒီနေ့လေးမှာတော့နနံလေးကပင်လယ်ပြားနဲ့တငါဦးဆိုတဲ့စာအုပ်လေးရဲ့အပိုင်း6ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်။နေသည်ပင်လယ်ပြင်တွင် အဆွန်းထွက်ရေးလာတယ်။ထိုအခါအဖိုးသည်အခြားလင်များကို မြင်နိုင်နေတယ်။ထိုလေများမှာပင်လယ်ကွေတဲ့တွင်ကန်းနဲ့မဝေးလွန်းလာပဲရှိပြီး ရေပြင်ပေါ်တွင် ပြက်ပြက်ဝင့်နေကြကဲ့သို့ရှိနေတယ်။ရေစီးကြောင်းထဲတွင် ဖြန့်၍ငါးမြတန်ချနေကြခြင်းဖြစ်တယ်။နေသည်ထုံးလေးရဲ့လာကရေပြင်ကို ရောင်ပြန်ဟတ်သောကြောင့်သူ့မျက်စိများကိုကျိမ့်စေတယ်။အဘိုးအိုသည်နေအောင်ကြရာရေပြင်ကိုမကြည့်ပဲဆက်၍လော်တယ်။သူသည်ရင်းနေထဲတွင်ငုံ၍ငါးမြတန်များဖြောင်ဖြောင်တန်တန်ရှိမရှိကိုကြည့်နေရတယ်။ အားမြတ်တံများကိုဘသူနဲ့မှမတူအောင်ဖြောင်းတန်းတက်မှတ်စွာခြားထားရေအားမြတ်ချစ်ကိုတူလိုရအနက်တွင်အသိရှိနေစီလေသူနီယာတို့ကုခတ်လာတော့ဟာအတွက်အစာတို့ရန်အရန်တင့်ဖြစ်စေလေတဲ့အချို့တငါများမှမူကငါးမြချိတ်ကိုရေးစင်းနဲ့အပါခံထားသောကြောင့်အလန်တရာအနက်သူခြားထားလိုက်သည်ဟုစိတ်ကထင်တော်လေတကယ်အဖြစ်အလန်60တို့သာရောက်နေတတ်တဲ့ ငါကတော့ငါးများချိတ်ကိုတိတိကျကျနေရာမှန်ထားတာပဲမကံပဲရှိမလို့လားဒါပေမဲ့ဘသူပြောနိုင်အောင်မလဲဒီနေ့ရကြင်ရနေမှာတနေ့ကုန်ရင်တနေ့စမ်းတာပဲကံကူရင်တော့ကောင်းတာပဲဒါပေမဲ့ငါးများချိတ်တွေကို နေရာမှန်ချထားရမယ်ဒါမှကံကလည်းပင်ဝရိယကလည်းအစင်သိနေမှာနေသည်နှစ်နာရီကြာမြောက်ကောင်းကင်တွင် မြစ်တက်ခဲ့ပြီး ဆွေးကိုကြည့်ရင်မျက်စိမကျိန်းလာတော့ကြည်ယခုခါလေသုံးစီကိုသာမြင်ရတော့တယ်ထိုလေများမှာကန်းနေများစွာမကွာလာပဲရေတိမ်ပိုင်းတွင် ရှိနေကြတယ်နေထွက်တပြူးဟာငါမျက်စိကိုတတက်လုံးဒုက္ခပေးခဲ့တာပဲဒါပေမဲ့ငါမျက်လုံးတွေကောင်းမှသိတယ်ညနေပိုင်းဆိုရင်တော့ဝင်မဲ့နေကြီးကိုမျက်စိပြမသွားပဲကြီးနိုင်ပါသေးရဲ့။နေဟာညနေဆောင်မှပူပြီးအကြီးတယ်လို့ထင်နေ ဒါပေမဲ့မနှစ်ပိုင်းနေကတော့အခင်ရဆိုးတဲ့ဟူအဖိုးအိုသည်စိတ်ကတွင်းနေမိတယ်။ထိုအချိန်မီစစ်သင်းမောငှက်ခေါငှက်စုံတကောင်သည် သူ့ရှင်မလန်မကန်းရှိကောင်းငင်ထက်တွင်တောင်မမဲမြောက်ကိုဖြန့်ကပတ်ရည်ဝဲနေသည်ကို တွေ့လိုက်ရတယ်။ထိုငှက်ကအတောင်မန်ကိုနှောက်တွေ့ရုံရဲ့စောက်ထိုးဆင်းလာတယ်။ထို့နောက်ပြန်တက်ပြီးဝဲနေပြန်နေဒီငှက်တော့အစာတွေ့နေပြီးတဲ့နဲ့ အခုမှအစာရှာနေတော့ဟုတ်ဟန်မတူဘူးဟု အဖိုးအိုကကြဲလောင်းစွာပြောလိုက်တယ်။အဖိုးအိုသည်ငှက်ဆုံဝဲနေသောနေရာသို့ခက်ဖြည်းဖြည်းမှန်မှန်လှော့ခတ်သွားတယ်။သူဒီရဲချီတုပ်ပြလှောက်ခတ်ချင်းမပြူပဲငါမြကြုံများအထက်အောက်တက်တက်တန်တန်ရှိလျောက်အောင်ထားတယ်အဖိုးအမရေးစင်းချောင်းချိန်နဲ့အတန်ငယ်ရောပါလျက်ရှိတော့ကြလုံနီးလုံပုံမှန်ကန်တော်လဲငှက်ကိုသာစိတ်ဆိုးရရင် ို့မြကတုတ်ကရက်ဖြစ်စရာအကြောင်းမရှိပေ။ငါတီလေးတဲ့သူမြင်အောင်ပြန်တက်သွားပြီနော်။တောင်မင်းများကိုဖြန့်လျက်ငိမ့်တ်စွာပြဲဝဲလျက်နေပြန်နေ။ထို့နောက်ဒီငတ်တော့အစာတွေ့နေပြီထင်နေ။အခုမှအစာစားနေတာတော့ဟုတ်ဝမ်းမတူဘူး။ငှက်စုံရဲ့ဒီရုတ်တရက်ထိုးဆိုင်ဆင်းလိုက်တယ်။ထိုခဏ၌ငါးပြန်များရေပေါ်တို့တက်လာကြကရင်မျက်နှာပြင်ပေါ်တွင် တူတန်ကတိုးဝေပြန်နေကြသည်ကိုအဖိုးအိုတွေ့လိုက်ရတယ်။ဟာလင်းမိုင်ကြီးဟဲ့အတော်ကြီးတဲ့လင်းမိုင်ကြီးပဲဟုအဖိုးအိုကကြဲလောင်စွာပြောလိုက်တယ်။အဖိုးအဒီခတ်တံများကိုဘေးသို့ချလိုက်ပြီးလေဦးထဲမှငါးမြကျုပ်ကိုအသေးစားတစ်ခုကိုယူလိုက်တယ်။ကျိုးခွေဤထိန်နိုင်နန်းကျိုးတဆပါရှိပြီးအလက်စာငါးမြကျိတ်တစ်ချောင်းရှိတယ်။သူကစာတင်ငါးကလေးတစ်ကောင်နဲ့အစာတက်လိုက်တယ်။ ငါးများချစ်ကိုလှေနံတစ်ဖက်မှကျွလရက်ပြက်ချလိုက်ပြီးပဲ့ပိုင်းရှိတန်ခွင်းတစ်ခွင်းနဲ့ခံရောင်ချလိုက်တယ်။အခြားကျိုးတစတွင်ငါးစာတက်ပြီးနော်လေဦးပိုင်းတွင်ခြားထားလိုက်တယ်။လေကိုပြန်လို့ပြီးတော့ယခုအခါရေနာကပ်၍ပြန်နေသည်။တောင်မင်းရှိငှက်စွန်မဲကိုပြန်၍အခဲခက်လျက်ရှိတယ်။သူကြည့်နေစေခဏတွင်ငှက်စွန်သည်တောင်မင်းများကိုဆူ၍ ထိုးဆင်းလိုက်ပြီးနောက်တောင်မန်ဟုံကိုအရန်ခတ်ရင်ငါးပြက်များနောက်သို့လိုက်တယ်။သို့တော်မမိချင်းငါးပြက်လွတ်သွားရသို့လိုက်လာတော့ကြောင်းလင်းမိုင်ကြောင့်ကြေးပြင်းအတန်ငယ်မှုမောက်လာသည်ကိုအဖိုးအိုမြင်နေရတယ်။လင်းမိုင်များသည်ငါးပြက်များကြားမိနေရသို့အမိရောက်ရန် ရှေးကိုခွက်လျက်တက်တက်မဲမဲလိုက်လာကြတယ်။တော်တော်များတဲ့လင်းပိုင်အုပ်ပဲဟုအဖိုးကတွင်းမိတယ် လေးမှန်များနေရာဖြန့်၍လိုက်လာသည်ဖြင့်ငါးပြက်များလွလန်းမရှိတလားဖြစ်တယ်။ငှဆွန်ရဲ့အဖို့မှာမိရန်လည်းမရှိပေ။ငါးပြက်များသည်ငှဆွန်ထက်ကြီးမားပြီးလျင်မြန်စွာလဲတွားလျက်ရှိတယ်။အဖို့အသည်ငါးပြက်များရေထဲမှတစ်ကြိမ်ပြီးတစ်ကြိမ်ထား၍ပြန်ကြသည်ကို တွေ့နေရင်ကငှဆွန်ရဲ့ဤအချင်းအနီးထိုးစင်းပုံကိုလည်းတွေ့နေရတယ်။ ဒီငါအုပ်တော့ငါနဲ့ဝေးသွားပြီဟုအဖိုးအိုကတွေးနေမိတယ်။ငါတို့ဟာမြန်လဲမြန်ဝေးလဲဝေးရအောင်သွားနေကြတယ်။ဖို့ခွဲကြံ့ရတဲ့ငါတကောင်တလီကိုတော့ငါရကောင်းပါရဲ့။ပြီးတော့ငါအတွက်ငါကြီးဟာဒီအနီးနားမှာရှိခြင်းရှိနေမှာငါအတွက်ငါကြီးဟာတနေ့ရရမှာရှိကိုရှိရမယ်။ ကုန်းပြေအထက်စီတွင်ရှိသော တိမ်တိုင်းများသည်တောင်ကြီးများကဲ့သို့မြင်မလာကြပြီးပြညူညူတောင်နောက်ခံတွင်ကံယူတန်းကိုရှေ့လျတော့အစိမ့်တန်းကလေးများသာမြင်ရတော့လေဤနေရာမှာရွှေမအပြာရင်ရောင်ဖြစ်နေပြီးပြလွန်းတော့ကြောင်းခရမ်းသွေးပေါက်လျက်ရှိတယ်ရေထဲသို့လူငုပ်ကြည့်လိုက်တော့ခါရေပြာနေနိုင်နေရာကြောင့်အသွင်ထူးခြားနေတယ် အလင်းရောင်တွင်အနီရောင်ပလင်ကတန်တက်ရှိမော်များကိုမြင်ရတယ်။သူသည်ငါးမြတဲ့များကိုရေထဲသို့မျက်စိတဆုံးစိုက်မက်စာဆင်းသွားသည်ကိုကြည့်ရင်ပလင်ကတန်များကိုမြင်ရသည့်အတွက်ဝမ်းသာနေတယ်။အကြောင်းမှပလင်ကတန်ရေမော်များရှိလို့ရင်ငါးမြရှိမည်လက္ခဏာဖြစ်တဲ့ရေထဲတွင် နေရောင်ကြောင့်အလင်းရောင်သူကြနေပြီးနေမှာလဲယခုအတော်မြင်လာပြီ။ ညတော့ကြောင့်ရာတီဥဒုကောင်းမြေလက္ခဏာဖြစ်တယ်။ကုန်းနဲ့အတက်စီမှာတိမ်သားများဖွဲနေပုံကလည်းဤတဘောနှမိတ်အတိုင်းဆောင်းလျက်ရှိတယ်။ငှက်ဆွေရဲ့မှမူယခုအခါမမြင်ရတလို့ရှိနေပြီ။ရင်မျက်နဲ့ပြင်ပေါ်တွင်ဘာမှမမြင်ရပေအဝါဖြောက်ထရဲ့နေရောင်တင်ထသောစကတ်စိုးရင်းကြီးပင်များကိုလည်းတွေ့ရတယ်။ ထို့အပြင်ခရမ်းရောင်သွေးရှိပြီးအယောင်ပြောင်လက်လျက်ရရှိတဲ့ပေါ်တူဂီစစ်သွင်းမဟုခေါ်သောငါစီပေါင်းတစ်ခုသည်လေလေပင်းနာတွင်မျောရည်လာတဲ့စီပေါင်းသည်တဆောင်းမျောရမှာသူ့အလိုလိုပြန်ရည်တဲလိုက်တယ်။ငါသည်ဘော်လုံးကဲ့သို့တလုံးလုံးမျောလာရင်ကတကိုင်းညာရှိသည်မိဖွားကဲ့သို့အစိမ့်ပန်းပါသောအမေများကိုရှည်တဲ၌တွဲလဲဆွဲလေးလာလေတယ်။ ာဒီအလကမိမထိန်ကောင်ဟူသူကရေရွတ်လိုက်တယ်အဖိုးဒီလော်တဲ့မြားကိုခတ်ဖို့ဖို့တစ်ချက်ဆက်ခတ်လိုက်တယ်ရေအောက်သို့ငုံကြည့်လိုက်တော့ခါမိပွားများနဲ့အယောင်ချင်းသူတော့ငါသေးကလေးများသည်စီပောင်းဤအစိမ့်မီးပွားများအကြတွင်၎င်းစီပောင်းဤအရေးကိုခုတ်လျက်၎င်းခုခတ်ပါလာချသည့်ကို တွေ့ရသည်ငါတိတ်ကလေးများသည့်အမီးပွားမှထွက်ပေါ်တူဂီစစ်သင်းမဟုခေါ်သော စီပောင်းတစ်ခုသည်လည်းလှေပင်းသားတွင်မျောရည်လာတယ်။အစိတ်ပါသည်ပန်းပွားခဲ့သောအမီးများကို ရေထဲတွင် တွဲလဲဆဲရည်လာတယ်။တော့အစိတ်ကိုခံနိုင်ရေရှိလေတယ်။လူများမှမူကားထို့သို့မပြီးကြပေ။အချို့သော ပေါ်တူဂီစစ်သင်္ဘောငါမှခရမ်းရောင်အစိမ့်မီးပွားများသည်ငါးများကြိုတန်းတွင် လာ၍ကြည်ချွဲချွဲညှိသည့်အခါငါးဖန်းနေသောအဖိုးအွေဤ လမောင်းလက်ဖက်များနဲ့အချီပါက အဖုအပိန်များထွက်တက်လေတယ်။အစိမ့်ရှိသော တိုက်ကက်ပန်းများတိပင်များနဲ့ထိမိပါကဖြစ်လာတတ်တယ်ပဲ။တွေ့ရရင်စီပေါင်းမွေးဖွားမှရတော့အစိမ့်ဒီကကြပုတ်နဲ့အရိုက်ခံရသည့်အလားအရှုံးကြီးများချက်ချင်းထလာတတ်တယ်။ပင်လေလေကြီးမြောက်ကစီပေါင်းမြောက်ကို ရှေ့ကစီရဲ့မျက်စိမိတ်လေးရက်ပစာဟာရဲ့ဝါစာပြကြတယ် စီပောင်းများဤရှွန်းလက်သောအကြောင်းသည်ကြည့်ရကောင်းပါれပင်လယ်ရဲတွင်ဤတတဝများမှာအလဲပြားတက်ဆုံအရာ ဖြစ်သည့်ဖြင့်ရှင်းတို့ကိုပင်လယ်လက်ကြီးများကစပြစ်ကြသည်ကို အဖိုးအိုအချီကောင်းကောင်းနဲ့ကြည့်နေတတ်တယ်လိမ်များကအထွတ်တော်များကိုမြင်လိုက်လျင်ရှေ့ကစီ၍မျက်စိကိုမိတ်လျက် ပစက်ကိုဟာလီရဲ့ဖမ်းယူဝါစာလိုက်ကြတယ်။နန်းနန်လေးရဲ့ပင်လယ်ပြားနဲ့တငါအိုဆိုတဲ့စာအုပ်လေးရဲ့အပိုင်း6ကိုဒီမှာပဲခိတ္တကနာရန်နာကွင်ပြုပါရှင်။နန်းနန်လေးဖတ်ပြပေးတော့ကို အချိန်ပေးနားဆင်ပေးပါတော့ချစ်တော်လေးတို့ရေ www.ajipano နန်းနန်လေးတို့ရဲ့မမ YouTube channel လေးကိုလည်း like and subscribe နဲ့ဝင်ရောက်ပေးကြပါအောင်ချစ်တော်လေးတို့ရေ။ ဆင်းရဲစရာချိပြက်စရာအငဲစရာနာကျင်စရာတွေကိုအမြဲတူတူရင်ဆိုင်ပေးမှမို့အရရာအတင်းရင်ကြော်ဖြတ်ကြမယ်နော်ဖိုက်တဲ့